ထားနေဖိနေမဖိနေမဖိနေဘူးဟာတိုင်းရမကျင်းနဲ့ထားနေထားနေထားနေကိုကြီးရင်းနေကိုကြီးမဖိနေမဖိကြပါနဲ့ကွာဟာကျွန်တော်ကျော်ဒီတိုင်းနဲ့နေမှာကြာကျွန်တော်ငုံကြည့်လိုက်တည်းကကျွန်တော်ချက်တော့ဖြတ်ကမယ်ဆိုတော့တည်ဒါပေမဲ့စိတ်ထဲတော့မကောင်းဘူးဗျာစိတ်ထဲမကောင်းဆိုတော့ကျွန်တော်ချက်တော့ဖြတ်ကလို့ကျွန်တော်စိတ်ထဲမကောင်းတော့မဟုတ်ဘူးကျွန်တော်နောက်ထပ်တိုက်ပွဲမဝင်နိုင်ပါဘူးကျွန်တော်စိတ်ထဲမကောင်းလားကျွန်တော်အဲ့ဒါကိုကျွန်တော်ကိုကိုကိုကျွန်တော်အားမလိုပါဘူးပြန် တိုက်ပွဲအတွင်းဒဏ်ရာရရှိခဲ့တဲ့အကြောင်းကိုပြောပြနေသူကတော့အသက်30အရွယ်ရဲဘော်ဒိန်ချာပါအခုနှစ်အေဘီလကဖြစ်ပွားခဲ့တဲ့ကင်းပြင်းနယ်ကော့ဂရိတ်မျိုးတိုင်းတိုက်ပွဲမှာလက်နက်ကြီးထိမှန်ခဲ့လို့သူ့ရဲ့ပဲရှိတော့ဆုံရှုံခဲ့ရတာလည်းဖြစ်ပါတယ်ကင်းပြင်းနယ်ကတင်ငန်းညီနောင်မျိုးနယ်အပါအဝင်မြောက်ပြည်မျိုးစောက်တပ်တွေဖြစ်ကြတဲ့ခလာယာ295 356 359ကိုဆုံးရှုံးလိုက်ရတဲ့စစ်ကောင်စီဟာ AB လကုံပိုင်းမှာပဲနိုင်ငံတော်အဆင့်စစ်စင်ရေးစတင်ခဲ့ပါတယ်။ဒီနိုင်ငံတော်အဆင့်အောင်စေရစစ်စင်ရေးကို ဒုဗိုလ်ချုပ်မူကြီးစိုးဝင်းကိုတိုင်ဦးဆောင်ခဲ့ပြီးအပြင်းထန်ဆုံးပြန်လည်ထိုးစစ်ဆင်လာတာကြောင့် AB 19ရက်နေ့ကနေ21ရက်နေ့အထိဟာအပြင်းထန်ဆုံးတိုက်ပွဲတွေဖြစ်တယ်လို့တော်လှန်ရေးဘော်တွေကဆိုပါတယ်ဒီတိုက်ပွဲမှာစစ်ကောင်စီကအစင်မြင့်တိုက်ခိုက်ရေးဒရုန်းတွေလေရင်လက်နက်ကြီးပစ်ကူတွေကိုအသုံးပြုခဲ့တဲ့အပြင်ဓာတုအစိမ့်ဝဘုံတွေကိုလည်းအသုံးပြုခဲ့ပါတယ်ဒီလိုအခြေအနေမှာရဲဘော်ဒင်းကြားတို့လည်းစစ်ရေးအရေးနှိမ်လာတာကြောင့်နောက်တန်းခံတပ်ကိုပြန်ဆုံရင်တည်ရင်တပ်ဖွဲ့ပြန်လည်စုဖွဲ့ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့အနီးအနားကိုလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့တာကြောင့် သူ့ရဲ့ပဲရှိတော့ဆုံရှုံခဲ့ရပါတယ်လူတွေကလည်းအစိမ့်မိထားတဲ့အချိန်မှာကျွန်တော်တို့မှာအစိမ့်မှုတွေမိတဲ့လူတွေကိုလည်းဆွဲရတယ်နောက်လက်နက်ကြီးအစာထိမှန်တဲ့ဂျဲဘော်တွေကိုလည်းကျွန်တော်တို့မှာပြန်ဆွဲရတယ်အဲ့လိုမျိုးပြန်ဆွဲနေတဲ့အချိန်မှာကျွန်တော်တို့ရှိတဲ့လူဝင်အားနဲ့ပြန်တမ်းမယ်ဆိုပြီးတော့ကျွန်တော်တို့လူနေလူနာတွေကျွန်တော်ပြန်ခေါ်ထုတ်တယ်ခေါ်ထုတ်ပြီးတော့ကျွန်တော်တို့ပြန်တမ်းမယ်ဆိုပြီးတော့ကျွန်တော်တို့အင်အားပြန်စုပြီးတော့ဒီကဖွဲ့စည်းပုံကျွန်တော်တို့ပြန်ဆွဲပြီးတော့ပြန်တမ်းမလုပ်နေတဲ့အချိန်မှာပဲဒီလက်နက်ကြီးကြားတယ်ပေါ့နော်ငုံကြည့်လိုက်တော့6လောက်ကကြည်သွားပြီပေါ့နော်ကြည်သွားပြီတတဲပဲကျန်တော့အာကျွန်တော်ပူကနေဖြစ်သွားတော့ ကျွန်တော်ကိုကျွန်တော်ဟိုကျွန်တော်အစားလောက်ပဲကျွန်တော်ထိရထင်တာပါနော်တကယ်အဲ့လောက်ကြီးစိုးစိုးကဖြစ်မယ်လို့ကျွန်တော်မထင်ဘူးဟောအစားလောက်ပဲထိရဆိုကျွန်တော်မတ်တက်ထားရတဲ့အချိန်မှာကျွန်တော်6ခွာရက်လို့မရတော့အဲ့တုန်းကကျွန်တော်ငုံကြည့်လိုက်တဲ့အချိန်မှာ6ခွာအသားစားကြီးလန်ပြီးတော့တော်တော်ကြီးချင်နေဆုံးလေအယိုးတော့ဒူကောင်ပွင့်အဲ့မှာကျွန်တော်ပြမကျွန်တော်တနက်ယူပြီးတော့ပြန်ပြီးတော့ပြန်ချမယ်ဆိုပြီးကျွန်တော်ပြန်လှုပ်သေးတဲ့ဘေးရလူတွေနဲ့ပေါ့နော်ပြန်ပြီးတော့ဟိုဖြစ်တယ်ဒါပေမဲ့ကျန်တဲ့လူတွေမဖြစ်နိုင်လို့ဒီခေါင်းဆောင်တွေကလည်းစုံမှရမယ်ဆိုတဲ့အနေအထားမျိုးနဲ့ထိသွားပြီဆိုတော့တို့အနေအထားလည်းပြန်ပြီးတော့ ဒီတန်ရာကုသဖို့တော့ကိုအတင်းပြန်ဆွဲထုတ်တော့ဘူးနော်တိုးထွက်မလုပ်အောင်ရဲဘော်ဒင်ဂျာဟာ2022ခုနှစ်နှစ်ကုန်ပိုင်းမှာဆန္ဒပြရင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးခံခဲ့ရပြီးတနှစ်နီးပါးထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။အဲဒီနောက်2023ရှစ်လပိုင်းမှာထောင်ကလွတ်လာပြီးနောက်ကင်းပြည်နယ်ကိုထွက်လာခဲ့ကတောင်ပိုင်းတိုင်းစစ်တပ်က Southern Eagle PDF တင်ရင်မှာစစ်ပညာသင်ယူပြီးအာဏာရှင်ကိုတိုးလှန်ခဲ့သူတဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ရဲဘော်တင်ကြအနေနဲ့ထိုင်းမြန်မာနယ်စပ်က SCC စင်တာမှာစေကူတမှုခံယူနေတာလည်းဖြစ်ပါတယ်။ကင်ပီနယ်ကတိုက်ပွဲတွေအတွင်းလက်နက်ကြီးထိမှန်ခဲ့တာကြောင့်ခြေလက်ဆုံးဆုံးခဲ့ရသူတွေလက်နက်ကြီးစမ်းသိမ်းရင်မတော်တဆပေါက်ကွဲမှုတွေကြောင့်ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တဲ့ရဲဘော်တွေဟာဒီစင်တာမှာကုသမှုတွေခံယူနေကြရတာပါ။ရဲဘော်တင်ကြအနေနဲ့စင်တာမှာလေးလလောက်ကုသမှုခံယူပြီးနောက်ဒဏ်ရာချက်ပြီးဖြစ်တယ်လို့လာမယ့်ဆယ်လပိုင်းမှာခြေတူးတက်နိုင်ဖို့သူစောင့်ဆိုင်နေတာပါ။ ဖြစ်ဖြစ်ချင်းတော့ကတော့ကျွန်တော်တွေးတယ်ဗျာဆက်စားဖြစ်ဖြစ်ချင်းကျွန်တော်တက်တွင်းစေးကမ်းမှာတော့ကျွန်တော်ကတင်မှာကျွန်တော်သူတို့စေးတွေပါလေးချိတ်ပြီးတော့ဒီမှာအတန်းရာတွေပါလေးစေးပြီးတော့ပတ်တီးတွေပါလေးလောက်ပွေးနေချိန်မှာကျွန်တော်တွေးတယ်ကျွန်တော်ငုံကြည့်လိုက်တဲ့ကကျွန်တော်ချက်တော့ဖြတ်ကမယ်ဆိုတော့တည်ဒါပေမဲ့စိတ်ထဲတော့မကောင်းဘူးဗျာစိတ်ထဲမကောင်းဘူးကျွန်တော်ချက်တော့ဖြတ်ကလို့ကျွန်တော်စိတ်ထဲမကောင်းတာမဟုတ်ဘူးကျွန်တော်နောက်ထပ်တိုက်ပွဲမဝင်နိုင်ပါဘူးကျွန်တော်စိတ်ထဲမကောင်းတာကျွန်တော်အဲ့ဒါကိုကျွန်တော်ကုကုကုကျွန်တော်အားမလို့အားမရဖြစ်တာတော်လိုင်းကြီးမှာဆက်လောက်ဖို့အလုပ်တွေရရှိသေးတယ်ပေါ့နော်အဲ့တော့ချက်ချက်ဘယ်လိုလို့ဆက်ပြီးတော့ဟိုကဖြတ်ကမယ်ဆိုတော့အတွင်းမျိုးနဲ့ပေါ့ ော်အခုအဲ့ရနေပြီးတော့ဈေးရုံကနေဆင်းလာပြီးတော့ဒီရောက်တော့ဒီရောက်တော့လေးချင်းကန်လောက်တယ်အားလုံးနဲ့ဒီမှာအကုန်လုံးကရဲပေါ်ရတဲ့ဒဏ်ရာရတဲ့ညီကိုတွေနဲ့တွေ့အကုန်အလောတို့နဲ့လည်းတွေ့အကုန်လုံးပါနော်ဒီမှာတို့ရဲ့ဒီဆောင်ရှောက်မှုတွေအောက်မှာနေပြကျွန်တော်အားငယ်စရာတော့မရှိတော့ဘူးဗျာအားငယ်စရာမရှိတော့ဘူးနောက်ပြီးတော့ဒီခြေတူးရပြီဆိုလို့ရှုပ်ရှင်လည်းကျွန်တော်ပြန်သွားမယ်ပေါ့နော်ဒီမှာလေးချင်းကန်လောက်တယ်ကျွန်တော်တို့ဒီအဖွဲစည်းတွေကလည်းခြေတူးရဖို့အတွက်လည်းလုံမှန်ပေးနေတယ်ပေါ့နော်စတ်တက် စ်တပ်အာဏာသိမ်းတဲ့2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်ကောင်စီကသူ့ကိုဆန့်ကျင်သူတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်ဖြိုခွင်းချိန်မှာထောင်ထဲရှိတဲ့လူငယ်တွေဟာစစ်ပညာသင်ကြားရင်းအာဏာရှင်ကိုပြန်လည်တွန်းလှန်ခဲ့ကြတာပါဆန္ဒပြတဲ့ဖြစ်စဉ်တွေမှာတော့အင်အားအလုံးကျုံတုံးတဲ့စစ်တပ်ဟာလက်နက်ကင်တွန်းလှန်လာကြသူတွေကိုလည်းလက်နက်ကြီးပစ်ကူဒရုန်းတိုက်ခိုက်မှုတွေအပါအဝင်လေကြောင်းတိုက်ခိုက်မှုတွေနဲ့အပြင်းထန်ဆုံးနှိမ်နင်းခဲ့တာပါအာဏာရှင်ကိုတွန်းလှန်ရင်း ပြင်းထန်တဲ့တိုက်ပွဲတွေကြားမှာတော်လန်ရေးအတွက်အသက်ပေးဆက်ခဲ့တဲ့လူငယ်တွေရှိသလိုစကန်သိန်းမျိုးသိန်းတိုက်ပွဲတွေမှာထိခိုက်ဒဏ်ရာရရှိခဲ့ကကိုလက်အင်ကဆွလွန်ခဲ့ရသူတွေလည်းရရှိရှိလာပါတယ်ရဲဘော်ဒင်ဂျာစေကူတာမှုခံယူနေတဲ့ SCC စင်တာကိုရောက်လာသူတွေတဲ့ပြီးခဲ့တဲ့ AB လမြောက်ရီမျိုးသိန်းတိုက်ပွဲမှာ စစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းခြေရောက်တစ်ဖက်ဆုံးရှုံးခဲ့ရတဲ့အသက်29နှစ်အရွယ်ရဲဘော်ဘူစော်လည်းပါဝင်ပါတယ်။ကျွန်တော်တို့ကဘန်ကာပဲဘန်ကာတွေကိုလက်နက်ကြီးဒီမှာဆိုတော့လက်နက်ကြီးနဲ့ဖြိုးပေးတော့ဖြိုးပေးနေတဲ့အချိန်မှာပဲသူတို့ဘက်ကနေပြီးတော့ကောင်တာပြန်ထောက်တာကောင်တာပြန်ထောက်တာစနိုက်ပါကျွမ်းကျင်အစင်းဖြစ်နေလားမသိခဲ့ဘူးကိုစီကိုတခါတည်းတစ်ချက်တည်းနဲ့ဖောက်ရှာတာကျွန်တော်ပစ်တာဆင်းပစ်တာ၄ချက်နှစ်ချက်ထိတယ်ဒီကံကောင်းတာခေါင်းမပွင့်တာ သူပြစ်တာခေါင်းပြစ်တာခေါင်းပြစ်တာကျွန်တော်ကအုတ်ထုပ်ကျုပ်ပြီးတော့သပင်နည်းနည်းရက်ထိပါရုံနဲ့ကျန်တဲ့ဟာကတော့ခြေတော့ပဲပြောင်းသွားတယ်ပူပူသွားတယ်ခန္ဓာကိုယ်ပူသွားတယ်ဒီလောက်ပဲကျွန်တော်ထီထီပီးချင်းရကိုယ်စိတ်ကိုထိန်အရင်ဆုံးထိန်တယ်ကိုယ်ချိတ်ခြေတော့နေတာကိုကြီးလိုက်ထိန်ခဲ့တာတော့ဖျက်ရပြီထိန်တာဒါပေမဲ့တို့မဖျက်ခဲ့ဘူးညီပြောဦးချမ်းနေလားနေမကောင်းလားဒီပေါ့ချိန်ကြည့်လို့ ရတနေစစ်ကြောင်းတက်ခွဲသုံးမှာလက်နက်ကြီးတပ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူဟာမြောက်ဒီမြို့တိုက်ပွဲအတွင်ထိမှန်မှုတွေကြောင့်သူ့ရှေ့တော့ကအယူအကျော်တွေထိခိုက်သွားသလိုဆုတ်ပြဲသွားတဲ့ဒူးရွတ်တွေနေရာမှာစတိပြမူလီစတာတွေနဲ့အစားတို့ထည့်ထားရတာပါလက်ရှိမှာတော့သူ့ရဲ့ဖယ်ရှေ့တော့အောက်ပိုင်းဟာလှုပ်ရှားလို့မရတော့အခြေအနေပါထိခိုက်ခဲ့တဲ့အကျော်တွေကိုပြန်လည်တမ်းမာလာဖို့ဘေးကျင်ခန်းတွေပြုလုပ်ပြီးသူ့ရဲ့တတိတာကိုကုံဆုံးနေရတာပါ ဒါပေမဲ့လည်းအခြေအနေကိုစောင့်ကြည့်နေပြီးတိုးတက်မလာရင်ခါရင်ကနေဖက်ရမယ်လို့ဆရာဝန်ကညွှန်ကြားထားတယ်လို့သူကဆိုပါတယ်။နောက်ဆုံးအခြေအနေအထိသူတို့စောင့်ကြည့်လို့မရဘာမှမထူးလာတော့ဘူးဆိုရင်တော့ကျွန်တော်ဖြတ်ကောင်းအဆုံးဒီခါအဆုံးနဲ့တက်ဖြတ်။ခက်ခဲရတော့ကျွန်တော်တို့ကအုံနောက်နဲ့ပဲလက်ခံလို့ရတယ်နော်။ကိုဖြစ်သွားတဲ့အရာလေ။စိတ်ကခံစားလို့မရဘူးအခုချိန်ကြီးရတော့။ဘာလို့လဲကျွန်တော်တို့လည်းစူးစမ်းနေတယ်။လူကောင်းတယောက်တော့ဖြစ်ချင်တော့ကိုကတာမန်လူတွေလို့တာမန် လူလူတယောက်လုံနေလို့မျိုးတွာလာလှုပ်ရှားလှုပ်ကန်အဆာဆာရရပေါ့တာမန်လူဘွားကတော့ပြန်လို့ရှင်တော့ဘာပဲမဖြစ်နိုင်တော့လीကိုလုတ်ခဲ့တဲ့အရာမှန်မှန်ကန်တယ်လို့ပဲကိုဆုံးဖြတ်ချက်ချပြီးတော့ကိုကိုပြန်ပြီးတော့တိဆောက်ကြတော့ က်ရှိရဲဘော်တို့ကတော့စစ်မြင်ပြင်းတွေကိုပြန်လည်သွားနိုင်ဖို့ဆုံးရှုံးခဲ့တဲ့ကိုလက်တွေမှာခြေတူးလက်တူတွေတက်ဆင်ဖို့ကြွက်သားတွေတန်ဆွမ်းလာအောင်စူးစမ်းနေကြပါတယ်။ဒီလိုစူးစမ်းနေကြသူတွေရှိသလိုတစ်ဖက်မှာလည်းတွန်လင်းကာလနှိမ့်ရှည်လာတာနဲ့အမျှထိခိုက်သူတွေကလည်းတဖြည်းဖြည်းတူးလို့နေတာပါ။ရဲဘော်ပူစောရဲဘော်ဒင်းကြတို့နေထိုင်ရာ SCC စင်တာမှာလည်းလက်ရှိတန်ရာရရဲဘော်လူတရာကျော်ကိုစောင့်ရှောက်ထားရတာဖြစ်လို့နေရာထိုင်ခင်းအခက်ခဲနဲ့ပါရင်ဆိုင်နေကြရပါတယ်။ အဲကျွန်တော်ဒီဘက်မှာအခုဆောင်းဆောင်းဘူးအပိုင်းမှာပါတယ်လိုအပ်ချက်ရှိတယ်ဆိုရင်တော့ဟိုလိုအပ်ချက်တွေကတော့အများကြီးပေါ့နော်အခုကျွန်တော်လူများလာတဲ့အမှန်နေရာအခက်အခဲဖြစ်လာတယ်နောက်တစ်ခုကတို့အဲကျမ်းမာရေးဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒီအထွေထွေသုံးပစ္စည်းလေးပေါ့နော်အဲ့ဒါလေးတွေကကျွန်တော်တို့ view design တော့ပေးတယ်ဒါပေမဲ့နေရာလေးကျင်းတယ်ပေါ့နော်ဟိုအခက်ခဲအခက်ခဲအနေရကျင်းတဲ့အခက်ခဲကြောင့်ပဲဒီထားတူအနေရလေးရှုပ်ကုန်တယ်ပေါ့နော်အဲ့ကျမ်းမာရေးပစ္စည်းလေးဆိုလည်း ဟိုနေရာတကြားထားလို့အဆင်မပြေဘူး။နောက်တို့လေ့ကျင့်ခန်းလုပ်တဲ့ပစ္စည်းတွေဆိုလည်းအဲလိုမျိုးပေါ့။ဟိုထပ်သူများကလှူမယ်ဆိုရင်တော့မှနေရာမရှိလို့အာခဏရက်ထားပါအောင်အဲလိုမျိုးလောက်ရတဲ့ပိုင်းတွေရှိရဲ့။နောက်တင်နေထူထောင်ရေးမှဆိုလည်းအဲလိုပေါ့နော်။တင်တန်းတွေလုပ်ဖို့အတွက်ဆိုရင်ဒီနေရာလေးပဲရှိရဲ့ပေါ့နော်။ဒီနေရာလေးမှာပဲဓမင်းဝယ်ဒီနေရာလေးမှာပဲတင်တန်းလုပ်ကြရပေါ့။အဲမိုးတွေအုံအုံတိုင်းရွာပြီဆိုရင်လည်းအာထပြေးရပြန်အောင်။အဲအဲလိုမျိုးလေးတော့ရှိရအောင်။အခက်ခဲရတယ်။ ဒီလိုအခက်ခဲတွေကြားမှာပဲရဲဘော်တွေကတော့သူတို့ရဲ့စိတ်တမ်းရာတွေကိုအကောင်းဆုံးပြင်ဆင်နေကြသလိုဝါသနာပါရာတွေကိုလည်းရှာဖွေနေကြပါတယ်။ပကြီဆွဲတင်တာကြိုးပကြီပြုလုပ်တာတွေနဲ့စပင်းညက်တင်တန်တက်တူးထိုးတာစတာတွေကိုလေးလာနေကြတာပါ။ရဲဘော်တွေတဲ့အခုလိုပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီးလှုပ်ဆောင်ရမှာလည်းအခက်ခဲတချို့ရှိတယ်လို့ SCC အဖွဲ့ကတာဝန်ရှိသူတို့ကအခုလိုပြောပါတယ်။အများစုကဒီမှာပြန်လည်ထူထောင်ရေးအနေနဲ့ဆိုရင်တော့ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ ဘတ်စုံတော့လိုအပ်တာပေါ့နော်တယောက်တစ်မျိုးစီတို့ရဲ့ဝါသနာတွေကမတူကြဘူးအဲဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါကိုပြန်ပြီး chain တော့ပြန်လုပ်ပေးရပါဘာလို့ဆိုတော့တချို့ကြတော့တို့ကဝါသနာဘောလုံးကန်တာချင်းခတ်တာဒါပေမဲ့ဖြစ်တော့ခြေထောက်ပြတ်သွားတာအဲတချို့ကြတော့လေ European Chef ဒါပေမဲ့ဖြစ်သွားတာညာဘက်လက်ပြတ်သွားတာအဲအဲ့ဒါမျိုးပေါ့အဲတချို့ကြတော့လေပကြီဆွဲရဒါပေမဲ့မျက်လုံးကအခြေအနေမကောင်းအဲအဲ့ဒါမျိုးတွေရှိရပါဘူးအဲမျိုးဆိုဟိုတို့ရဲ့ဟို tight style ကိုအဲ line ကိုပြန်သွားလို့ရသေးလား မရတော့ဆိုရင်ကျွန်တော်တို့ကဘယ်ဟိုဘလို့ပုံစံမျိုးနဲ့ကျွန်တော်တို့တို့ချင်းကပ်ပြီးတော့မှလမ်းကြောင်းပြောင်းပေးရမလဲအဲ့လေးတော့ကျွန်တော်တို့ကပြန်တွေးပြရတာပေါ့နော်အာတချို့ကြတော့လေကိုလုံနိုင်တဲ့အရာတခုကိုဆုံးရှုံးလိုက်ရပြီဆိုတော့အသိစိတ်ကတော့နည်းနည်းတော့ရှိရအောင်ဒါပေမဲ့အဲ့လိုချိန်မျိုးမှာကျွန်တော်တို့ကဒီ my phone နဲ့တော့ပြန်လုပ်ပေးရအောင်တို့အဲအနည်းစုတော့ဒါပေမဲ့တို့စိတ်ကအများစုဒီလူငယ်တွေထိခိုက်လာတဲ့လူငယ်တွေအများစုရဲ့စိတ်ကဘာဖြစ်လဲဆိုရင်ထိခိုက်လာတယ်ခြေတူးလက်တူးရရင်ပြန်သွားမယ် ပြန်မဲ့တိုက်ရှင် မတိုက်ရအောင်ဆိုရင်တော့ရှီတန်းလေးမှာဘလို့ပဲနေရနေရပျော်ကြပေါ့နော်အဲသူတို့ဒါလူငယ်တွေရဲ့စိတ်ရဲဘော်ပူစောရဲဘော်ဒင်းကြအပါဝင်တော်လန်ရေးကာလာအတွင်းကုလက်အင်ကပေးဆက်ခဲ့ရတဲ့ရဲဘော်တွေအနေနဲ့ကတော့တော်လန်ရေးမှာပါဝင်မှုကိုရက်တန့်ဖို့မစင်စားပဲလေ့ကျင့်ခန်းတွေလှုပ်ဆောင်နေရင်နေ့ရက်တိုင်းကိုဖျက်ချော်နေကြတာပါဒီလိုဖျက်ချော်နေရင်တော်လန်ရေးလှိုင်းတဲ့ဖို့ကြာနိုင်ရာတာဝန်ဆက်ထမ်းနိုင်ဖို့သူတို့ကြိုးပမ်းနေကြဆဲပါ ငါတို့ပေးဆက်ခဲ့တာငါတို့တန်တယ်ငါတို့ရှေ့မှာငါတို့စီနီယာအကိုတွေလည်းအသက်တွေတောင် ပေးခဲ့တာပဲငါတို့ဒီလောက်လေးပေးပြီးတော့ဒီဒေါ်လာကြီးကိုရက်စဲတော့မှာလားကျွန်တော်တို့ဘာတွေဆက်ကြိုးစားရမလဲသူတို့ပြောနေဟာကိုဒုက္ခိတာတွေစွန်းနေဆိုတဲ့အရာကိုလည်းကျွန်တော်တို့ပြန်ချပြခြင်းမျိုး